ထိုင်းရွှေစီကဒီနေ့မှာ90တက်နဲ့ရှိဖွင့်သွားပါတယ် အလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကမနေ့ပိုင်းမှာ90တက်ပါတယ်96.5ခင်လို့ရှိတဲ့တိုင်းရွှေခဲစီဆိုင်ကရောင်းတဲ့ဈေးက9500ဆိုင်ကလက်ခံတဲ့ဈေးက9400လက်ဝိရနာရဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9300နဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတောင်စာကိုဒေါ်လာ3331နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်တဒေါ်လာကိုထိုင်းမှန်ငွေ32.6ခုနဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ခင်လို့ရှိတဲ့တိုင်းရွှေခဲဘန်ကောက်ထဲမှာလက်ခံ100ရှိပါတယ်လက်ခံ APSC တိုင်းရွှေခဲတဲ့ဘက်သားကို9000 9800နဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံနေဈေးကရကိန်လုံးပြန်မပြတ်ပဲဆိုင်က9400နဲ့ပြန်ပြီးတော့လက်ခံပါပါ။ရဝရင်နာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ဈေးရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထေပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝရင်နာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကိန်လုံးဖြတ်ပြီးတဲ့ပြင်ကို8800ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။69ဒသမ99ရှိတဲ့တိုင်းရွှေအခဲတကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3510ဆိုင်ကလက်ခံတဲ့ဈေးက3469နဲ့ပေါက်ဈေးရှိနေပါ တယ်လက်ရှိမှာတော့ထိုင်းရွှေဈေးတွေက90အတက်နဲ့ပဲစီးပွင့်ထားပါသေးတယ်ဆက်လက်တက်ဖို့အလားအလာရှိနေပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆူမဲ့သူတွေအတွက်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်အမှတ်သားကိုလက်ခ205ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူးထိုင်းရွှေဈေးငွေဈေးတွေကိုအများထံတင်ပေးပါတယ်ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ